ဟယ်လိုအားလုံးပဲမင်္ဂလာပါအရိကရဲ့ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်တင်က speaking ကိုတိုးတက်ခြင်းတဲ့သူတယောက်ဆိုရင်တော့ဒီ video ကိုအဆုံးထိကြည့်လိုက်ပါเนาะအရိကဒီနေ့သင်ပြပေးမယ့်ဟာကတော့စကားပြောတဲ့အခါမှာသုံးတဲ့စမ်းတဲ့ patterns ၅မျိုး number 1 are you sure number 2 are you used to number 3 as for as number 4 be careful with number 5 but this doesn't mean that ဆိုပြီးတော့ငါးမျိုးကိုအရိကာဒီနေ့သင်ပြပေးမှာပါ number 1 are you sure mean ဒေချာလားဆိုပြီးတော့မေးတဲ့အခါမှာတုံးတယ် Are you sure about that? Me ara ne patalu ti ja la. Are you sure that he is not coming? Tum la do so ra ti ja la. Are you sure of what you said? မင်းပြောခဲ့တာတည်ကြလား။ဆိုပြီးတော့ကိုကသူများကိုမင်းဒီဟာတည်ကြလား။ဒါနဲ့ပတ်သက်လို့နေတည်ကြလား။ confirm ဖြစ်အောင်မေးတဲ့သဘောပါ။နားလည်လွယ်အောင် example ဒီနေ့နားထောင်ကြရအောင်နော်။ I have so many problems when my new car is driving me crazy. ကားတင်းနဲ့ပတ်သက်ပြီးတော့ငါမှပြဿနာတွေတော်တော်ရှိနေတယ်။အဲ့ဒီဟာကတော်တော်စိတ်ရှုပ်ဖို့ကောင်းတယ်။ Are you sure you don't want to buy any new car? မင်းအတစ်တစ်ခုမလို့ချင်းဆိုတာသိကြလားနံပါတ်2 are you used to မင်းနေသားကြနေပြီလားအကျဉ်းတဝင်ရှိနေပြီလားဆိုပြီးတော့မေးတဲ့အခါမျိုးမှာတုံးတယ် are you used to using chopstick မင်းသူကောင်းကောင်းသုံးတတ်နေပြီလား are you used to live here မင်းဒီမှာနေသားကြနေပြီလား are you used to speaking english မင်းအင်္ဂလိပ်လိုပြောရတာကိုအကျဉ်းတဝင်ရှိနေပြီလားဆိုပြီးတော့အခုဟာလေ ပထမနံပါတ်1လို့ပဲကိုကသူများကိုမေးတာ Are you used to eating the food here? ဒီကစားတော့တင်နေမီစမ်းတူကြီးရှိနေပြီလားစားနိုင်လားဆိုပြီးတော့မေးတာ Yes I like it very much. ငါတော်တော်ကြိုက်တယ်ဆိုပြီးတော့ပြန်ပြေးလိုက်တာကိုရဲ့တငယ်ချင်းဒါမှမဟုတ်တခြားသူတယောက်ကနေရအစ်စ်ဒါမှမဟုတ်သူအကျွမ်းတော်ကြီးရှိတဲ့နေရာမျိုးမှာရောက်နေတယ်ဆိုလို့ရှိရင်ကိုက Are you used to ဆိုပြီးတော့ I used to ကိုရှေ့ရခံပြီးတော့နောက်မှကိုကြိုက်တဲ့ sentence ကိုဆက်လို့ရတယ်ပေါ့နော် number 3 as for as ငါတည်တယ်ငါနားလဲတယ်တိုင်းတာတကူဒီနားလဲတယ်ဆိုတာမျိုးပြောတဲ့ခါမျိုးမှာသုံးတယ် as for as i can remember he didn't come home until midnight ငါမမေ့ရတဲ့လောက်တော့သူညသကောင်တီပြန်မလာခဲ့ဘူး as for as i collect there were few people in the village then ငါစုဆောင်ရတဲ့လောက်တော့ရွာမှာလူနေတယ် as well as i can see he is a bad liar ငါမြင်ရတော့တော့သူကလူလိမ်တယောက်ပဲဒီ number 3ကကြတော့ကိုယ့်ရဲ့အချင်းအမီကိုကနေသူများကိုပြောပြတာ number 1နဲ့ number 2 are you sure နဲ့ are you used to ကကြတော့ကိုကသူများကိုမေးတာ have you seen tom mean to me me dela no as well as i can remember he was supposed to be on a business trip to Mandalay. မီမီယူငါမမေ့ရတလို့တော့သူ business trip နဲ့မန္တလေးကိုသွားမယ်လို့ထိထားတယ်။ Number 4 be careful with အဲ့ဒါကိုတတိထားပါ give side ပါဆိုပြီးတော့ပြောတဲ့အခါမှာသုံးတယ်။ be careful with your words မင်းရဲ့စကားတွေကို give side ပါ be careful that you don't catch a cold but almost close before you go out အေးမမိရကိုယူဆိုင်ပါအပြင်မထွက်ခင်နှွေးတယ်မြမြဝတ်ပါ be careful not to spike the mic နွားနိုးတွေဖိတ်မချအောင်ကယူဆိုင်ပါဒီရကလည်းနံပါတ်3လို့ပဲကိုကသူများကိုပြောတာ she has been calling me for several days now i think she interested in me သူငါခေါ်နေတာတောက်လျှောက်ပဲငါချင်းတော့သူငါကိုစိတ်ဝင်စားနေတဲ့တင်နေ are you sure I think she already has a boyfriend. မင်းတေချာလို့လား။မချာတာတော့သူ့မှာကောင်းလေးရှိရလို့သိထားရင်တော့ How do you know? မင်းဘလို့သိရလဲ။ A friend of hers told me I had her boyfriend is a wife little. I be careful if I were you. သူရဲ့တငယ်ချင်းကပြောပြတာငါချာတော့သူ့ရဲ့ကောင်းလေးကအလေးမရတဲ့သူတယောက်လို့ချားတယ်နော်။ငါသမီးနေရာမှာဆိုရင်ပိုးပြေကိုယူဆိုင်မှာ။ Wow, you're right. I guess I better not call her. မင်းမနဲ့မတူဖုန်းခေါ်တော့လို့တွေးထားတယ်။ Number 5. But this doesn't mean that. ဒါပေမဲ့အဲ့လိုလို့ဆိုလိုတာမဟုတ်ဘူးဆိုပြီးပြောတဲ့အခါမှာတုံးတယ်။ You're much older than I am, but it doesn't mean that you're right about everything. မင်းကငါ့တကြီးတယ်လို့ဆိုပေမဲ့မင်းပြောတဲ့အရာတွေကိုလုံးဝမှန်နေတယ်လို့ဆိုလိုတာမဟုတ်ဘူးနော်။ he made a mistake, but this doesn't mean that he is a bad person. ตุ๊มาจูรู้เลยท่านเอเปตุกาสู้เตลูสู้รู้ดามาหอบผู้ We are your employee, but this doesn't mean that we must obey you unconditionally. ကျွန်တော်တို့ကခမားရဲ့ဝန်ထမ်းနေဆိုပေမဲ့ခမားကိုချွန်းချက်မရှိလိုက်နိုင်ရမယ်လို့မဆိုလိုပါဘူး။ Dear, we have been driving around aimlessly for hours. Don't you think we should export rising ငါတို့ရေရွှဲမရှိဘဲနဲ့ကပတ်မောင်းနေအနိုင်တော်ချောင်းကြပြီနော်ငါတို့ direction မြင်တဲ့လို့မထင်ဘူးလား look honey maybe we've been driving for a long time but it doesn't mean that we will lost ငါတို့အကြာကြီးကပတ်မောင်းနေတာဖြစ်ချင်ဖြစ်လိမ့်မယ်ဒါပေမဲ့အဲ့ဒါကငါတို့လမ်းပြောင်းနေတယ်လို့ဆိုလိုတာမဟုတ်ဘူးလေအရိကာဒီနေ့တင်လိုက်တယ် ဇန်နဲ့ pattern စကားမျိုးကိုကိုယ့်ရဲ့ daily life daily conversation မှာထည့်ပြီးတော့သုံးကြည့်ပါเนาะတကယ်လို့ကိုက daily conversation မှာထည့်ပြီးတော့မသုံးရသေးဘူးဆိုရင်တော့မှအိမ်မှာတယောက်တည်းကိုလုပ်တဲ့အရာတွေပုံမူတည်ပြီးတော့ပြောကြည့်ပါเนาะအဲ့မှာအင်္ဂလိပ်စာကမြင်မြင်တက်လွယ်မှာပါအမေရိကန်ကကပုံမှန်အင်္ဂလိပ်စာလေ့လာရလို့ရှိရင်စာအုပ်ထဲမှာပဲရေးတယ်ဒီနေ့ကြက်လိုက်တယ်နောက်နေ့ချလို့ရှိရင်နောက်နှစ်ရက်သုံးရက်နေရင်မမိသေးတယ်နောက် လင်းငါရလောက်ကြာလို့ရှိရင်အရိကာတို့ကမမှတ်မိချင်တော့ဘူးတယ်လီကွန်ဗာစေးရှင်းမှာတုံးထားမဟုတ်တဲ့အတွက်ဒီဟာကိုတုံးမဲ့နေရရောက်လာရင်တော့ဥပမာအာယူရှူးစတူကိုတုံးမဲ့နေရရောက်လာရင်တော့ကိုကတယ်လီကွန်ဗာစေးရှင်းမှာထည့်ပြီးတော့တုံးလေးတုံးထားမရှိရလို့ဆိုတော့ဒီအာယူရှူးစတူဆိုတဲ့ဟာလေးကိုတော့ကိုရီးယားမှာထည့်ပြီးတော့ပြောပြောနိုင်တော့အဲ့ဒါကြောင့်ဒီလီကွန်ဗာစေးရှင်းမှာကိုကတာကိုအကျင့်ရအောင်ထည့်ပြီးတော့ပြောစီချင်ပါတယ်နော် Thank you for watching me.